ဟုတ်ပြီနော်ဓမ္မယအခုဘာကမ္မထအာထုတ်လာလဲဝေဒနာကမ္မထပါခင်ဗျဝေဒနာကမ္မထအာထုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဝေဒနာကမ္မထအာထုတ်နေဥစဉ်တရားတွေအခုအာထုတ်တော့အာထုတ်တော့မဲလားထုတ်ပါတယ်အာထုတ်တော့မဲဟုတ်ပြီအဲ့တော့ဓမ္မယတော့အခုအာထုတ်တော့မဲဆိုတော့ဦးနှောကအခုဥစဉ်ရဲ့တရားတွေကိုနော်ဒီကဘာကြီးမှာဟောကဘာကြီးဝဏ္ဏိဆရာကပေါ့နော်ဥဝဏ္ဏိဆရာအဖွဲ့ဝဏ္ဏိထုတွေအဖွဲ့တွေကဦးနှောကတော့ဓမ္မယတို့ဦးနှောကျင့်သုံးတဲ့တရားတွေတော့အာရမဝါရလို့ဆုံးဖြတ်လိုက်ပြီပေါ့အဲ့ဒါမှကြားလားသိပါဖြစ်သိလားနော်အဲ့လိုသိတဲ့ချိန်မှာ မကြီးဘလို့ခံစားရလဲတပည့်တော်ကဒီဥစ္စာဖုံးဖုံးအရင်ဟောခဲ့တဲ့အတိုင်းဒီလိုမျိုးဒီဒီလိုဟောလို့ရှင်ဒီလိုလာပြီးပြောလို့ရှင်ဒီအသက်နဲ့ခန္ဓာကိုတည်မလားနေမလားအလိုမျိုးဟောခဲ့တဲ့တပည့်တော်ကဖုံးဖုံးမှာကဒီလိုမျိုးကိုကျွေးဘူးဘွေးပါဝဲပါတာရှိလိမ့်မယ်လို့တွေးခဲ့ပါဗျာအဲ့တော့တပည့်တော်တိလိုက်တဲ့ချိန်မှာမအံ့ဩပါဘူးဗျာဟုတ်လားဟောဦးဇင်းငကိုရဲအဲ့လိုပြောထားတာကိုသိတယ်ပေါ့အဲ့ဒါရှင်မြတ်မှလည်းဦးဇင်းမှလည်းအဲ့လိုဝေကျွေးရှိလိမ့်မယ်လို့ကြိုသိထားတယ်ပေါ့နော် အဲ့ကြောင့်မအံ့ဩပါဘူးဖေ။မအံ့ဩဘူး။ဒါဖြစ်လာမှာဆိုတော့သူသိနေတာပေါ့နော်။ဒီလိုမျိုးရှိလို့ဒါဥစဉ်ကဒီလိုပြောနေတယ်ဆိုတော့သိနေတယ်နော်။ဓမ္မကြီးလည်းသိနေတယ်။အဲ့တော့အာရမဝါဒလို့ဆုံးဖြတ်လိုက်ပြီဓမ္မကြီး။ဥစဉ်တရားတွေအာရမဝါဒဖြစ်သွားပြီ။အဲ့တော့ဓမ္မကြီးရဲ့ရင်ထဲကဓမ္မတွေရောအာရမဝါဒဖြစ်မသွားဘူးလား။အာ။ဘယ်ကျင့်သုံးနေလဲကုတရားတွေကအာရမဝါဒဖြစ်မသွားဘူးလား။တပည့်တော်တို့သိရဲ့တရားကဒီခန္ဓာ၅ပါးရဲ့အကြောင်းကိုခန္ဓာ၅ပါးကိုခန္ဓာ၅ပါးရဲ့သဘာဝကိုသဘာဝမှန်သိသွားတာဖြစ်တဲ့အတွက် ဒီခန္ဓာ၅ပါးကအမြဲမှန်နေတဲ့တရားဖြစ်တဲ့အတွက်မှားသွားလားဆိုတာမရှိပါဘူးပြည့်အာရမအဝါရမအာရမဝါရမဖြစ်နိုင်ဘူးလားဟိုမှာအာရမဟိုမှာတော့ဆုံးဖြတ်လိုက်ပြီအာရမဝါရလို့ကဘာကြီးကဦးဇင်းဆုံးဖြတ်ချက်ချလိုက်ပြီသူတို့ကဒီလိုပေါ့နော်တပည့်တော်တို့အစာကျက်တလို့မျိုးဆိုရင်ဒီ the biology is the study of living things ဆိုလို့ရှိရင်သူတို့က the တပည့်တော်က the the study of living thing is biology ဆိုပြီးပြောင်းပြန်နှံပြီးပြောလိုက်တာကိုမှားတယ်ဆိုပြီးတော့ယူဆရင်တော့တို့မှားပါတယ်လို့ပဲသူပြောသလိုပဲမှားတယ်လို့ပဲပြောရတော့မှာပေါ့ဖေ။အင်း။အတိတ်ပဲကတော့အတူတူပါပဲဖေ။အော်အော်ဟုတ်ပါဟုတ်ပါ။အဲ့တော့ဒီဓမ္မကြီးကဒီတရားတွေအခုဆက်ပြီးတော့ကြည့်မယ်ဆိုရင်เนาะဒါဓမ္မကြီးကိုသူများတွေကမုန်းကြမှာသူများတွေကလက်ညှိုးထိုးကြမှာ ပြောဆိုခံမှာပေါ့နော်။လူတကာတွေကပြောဆိုခံမှာလက်ညှိုးခံမှာအကြိတ်ခံမှာအနှိမ်ခံမှာ နေဥဒုမဥဒုရိယရဲ့တရားတွေကိုကျင့်နေတော့ဘယ်လားဒီလိုမျိုးဓမ္မယုတ်တိုက်ခိုက်လာမယ်ထပ်ပြီးတော့နှောက်ရက်လာမယ်ဆိုရင်ဓမ္မကြီးဘယ်လိုမျိုးပြန်ပြီးတော့တုတ်ပြန်မယ်သူတို့ပေါ့အာအဲ့ဒါလည်းတပည့်တော်ဝိဘဝဝင်မလို့ပါဗျာတပည့်တော်ကိုယ်တိုင်ကလည်းမွေးကြတဲ့အတိုင်းဝိဘဝဝတ္တိများတဲ့သူဖြစ်တဲ့ဝိဘကဝင်မို့ဝိဘကဝတ်ပေါ့ဝိဘကဝတ္တိများတဲ့သူဖြစ်တဲ့အတွက်မဆန်းတော့ဘူးဗျာဒါကလည်းတပည့်တော်ထပ်ပြီးတော့ကျုံးမယ်ဝိဘကဝတ်ပါပဲဗျာဒါကဟိုဆွမ်းမပြော သူတို့ပဲအကြောင်းအကြောင်းအကျိုးပါဖေ။သူတို့ကသူတို့ကအကြောင်းလုပ်ခဲ့လို့အခုအကျိုးပြန်ခံစားရတာပါဖေ။သူတို့ကလည်းအကြောင်းပြန်လို့ရင်ပြုသူအဖြစ်ပြုသူအစ်စ်ဖြစ်သူအဟောင်းပါဖေ။အကျိုးပြန်ခံစားမှာ။အဲ့ကမတုံလို့ဘူးလား။အော်သူတို့ဗီဇသဘာဝအရာတုံးလို့တဲ့စိတ်ကသူအကြောင်းပေါ်ရင်ဟိုတုံးလို့ဆိုင်တွေ့ရင်တုံးလို့မှာပါဖေ။ဒါပေမဲ့သူတို့တုံးလို့တာအကြောင်းကြောင့်ကျိုးဆိုတာတိလိုက်တဲ့အချိန်မှာသူ့တဘောဆိုတဲ့အချိန်မှာသူတို့ ဘလို့မှမနေတော့ပါဘူးခင်ဗျဟုတ်အကြောင်းကျိုးနဲ့တိုက်ဆိုင်တော့ပေါ်တယ်ပေါ့အဲ့ဘော်မှာတော့မတုံလှုပ်တော့ဘူးနော်မှန်ပါဗျာတုံလှုပ်တာလည်းအကြောင်းကျိုးတိုက်ဆိုင်လို့တုံလှုပ်ခဲ့လို့သိသွားတာပေါ့အဲ့တော့ဒီတရားတွေကိုဒီလိုမျိုးမတုံလှုပ်အောင်ဘလို့မျိုးကျင့်ညာထုတ်ခဲ့လို့ဘာတွေသိသွားလို့ဓမ္မရဲ့မတုံလှုပ်တာဒီတရားပေါ်မှာအာတပည့်တော်တို့ကဒီအစအစာပိုင်းမှာဒီတပည့်တော်တို့ကငါရှာကမ္မထန့်ရှုရပါတယ်ခင်ဗျာငါရှာကမ္မထန့်ရှုလိုက်တဲ့အချိန်မှာတပည့်တော်ကဒီရုပ်ခန္ဓာ၅ပါးကြီးကိုဟိုးတန်ရာကြတဲ့အခါတိုင်းငါဟာဆိုအရှိငါဟာဆိုယူထားခဲ့တာပါခင်ဗျာတပည့်တော်အဲ့ဒါကို ဒီယူထားတဲ့ငါဟာဆိုတဲ့ဟာကိုတရင်ကားလေးတိမြင်သွားအောင်တို့ပြန်ရှာခဲ့ရတယ်ခင်ဗျာပြန်ရှာပြီးတော့ဒါငါဟာမဟုတ်ဘူးဆိုတော့တို့ပြောတရင်ကားလေးတိသွားတဲ့အချိန်မှာတို့ပြောဒီပေါ်ပထမဆုံးလို့ပြောပထမဆုံးအနေနဲ့တိသွားတာပေါ့ခင်ဗျာဒီ မောင်နေအခန်းနေအလင်းကိုဖြတ်ခနဲ့မြင်လာတော့အပြင်မှာအော်အလင်းရှိပါလားဆိုတော့တစ်ခေါက်တိသွားတယ်ဖေကအမောင်နေတဲ့အခန်းကြီးကနေအလင်းကိုဖြတ်ခနဲ့မြင်လိုက်တဲ့ချိန်မှာတို့မြင်သလိုမျိုးပေါ့နော်အော်အဲ့တော့အပြင်မှာအလင်းရှိပါသေးလားဆိုတော့တို့တိသွားတဲ့ချိန်မှာတို့တို့အမောင်မှာနေခဲ့ရတဲ့အတွက်ဝမ်းနေရတယ်နောက်အလင်းပြရတဲ့ဝမ်းသာရတယ်အဲ့လိုမျိုးတစ်ခေါက်တိသွားတယ်ဖေကနောက်ပြီးတော့တို့တို့ရုံနံရှာရတဲ့အခါမှာကျတော့တို့တို့ဒီ ဒီမှာကတို့တော့ဒါငါမရှိဘူးငါမရှိရင်ဘာရှိလဲဆိုတော့ရှာလိုက်ရှင်ရုံနဲ့နန်းလို့တခြားဘာမှမရှိပါဘူးလားဆိုတော့လည်းသိခဲ့ရပါတယ်ဖေ။အော်နောက်ကြော်လဲအဲ့ဒီရုံနဲ့နန်းကလည်းတွတ်တူအလကားကြီးဖြစ်လာတာမဟုတ်ဘဲနဲ့အကြောင်းအကျောင်းအကျိုးကြီးဖြစ်ပါလားဆိုတော့လည်းသိခဲ့ရပါတယ်ဖေ။အဲ့လိုမျိုးအစစ်စစ်တည်လာရတဲ့အတွက်တို့တို့ကြောက်ချင်းလည်းမရှိတော့ပါဖေ။อืมကောင်းပြီနော်။ဟုတ်ပါဘူး။ကြောက်ချင်းလည်းမရှိတော့ရှိတော့ပါဖေ။ဟုတ်အဲ့တော့ဒီလိုပြောနေတဲ့လူတွေအပေါ်မှာရောဓမ္မကြီးကအခုလိုကိုယ့်ရဲ့တရားတွေအပေါ်မှာကုဆရာသမားတွေအပေါ်မှာ ကိုတို့ဒီကြည့်နေတဲ့အရိယမန္တန်ရဲ့တာဝါကအားလုံးပေါ်မှာအဲ့လိုအရမဝါဒလို့ပြောချင်တာဒါပေမဲ့စိတ်မှာဝမ်းမနေဘူးလားအာတပည့်တော်ကတော့ဒီတပည့်တော်တို့အတွက်ဒီတော့ဝမ်းမနေပါဘူးခင်ဗျာဆရာတော်တို့အတွက်တပည့်တော်တို့အတွက်ကြာတော့ဒါကအကျိုးပါခင်ဗျာခံကိုခံရမယ့်အကျိုးပါခင်ဗျာသူမဲ့လုတ်တဲ့သူတွေအတွက်ကတော့ဝမ်းနေပါလေခင်ဗျာတို့နောက်တစ်ချိန်ပြန်ပြီးတော့အကျိုးခံမှာပါခင်ဗျာအဲ့တော့နောက်ပြီးတော့ ဒီတာနောင်းနောင်းတာတနာတရားကိုတဲ့အတန်ရှာနေကြတဲ့နှစ်ဒီတရားစကန်ညရာနဲ့ချီအောင်ဝင်းမြောတရားကိုတဲ့တန်ရှာနေကြတဲ့သူတွေလည်းဟိုမခိုင်ကြီးရဲ့အတွက်သူများစကားတစ်လုံးနဲ့လွဲတော့မှာကိုလမ်းနေလွဲပြီးတန်နေရာတွေဆက်ရှိမှာကိုလည်းဝမ်းနေပါဖေ။ဩကိုတို့တော့ဦးဇင်းတို့ဓမ္မတို့တော့ဝမ်းနေပါဖေ။ဩသူတို့နောက်လူတွေအတွက်ဝမ်းနေတာနော်။နောက်လူတွေအတွက်ဝမ်းနေ။နောက်တရားသူတရားပြင်ပြမမှန်ကြည့်နေရတဲ့လူတွေမှန်ပါဖေမှန်ပါ။တကယ်လူကျင်တဲ့လူတွေမတည်တည်တဲ့လူတွေအတွက်ဝမ်းနေတာပါနော်။ဟုတ်ပါမှာ။အဲ့တော့ ီတရားတွေကျင့်မယ်ဆိုရင်ဓမ္မကြီးကိုလူတွေကနောက်ကမုန်းတဲ့ပြင်ကိုခုနခန်းခံပါတယ်မင်းဒီတရားတွေကျင့်ဒီတရားတွေပေါ်ကျင့်ဖမ်းမယ်ဒီတရားတွေဟောရင်ဖမ်းမယ်ဒီတရားတွေဟောလို့ဓမ္မကြီးကိုတတ်မယ်ဆိုရင်ဓမ္မကြီးဘယ်လိုပြန်ပြီးတော့တုတ်ပြန်အဲ့ပေါ့အော်တပည့်တော်တို့ကတတဏျာလုံးအတက်ခံပြီးပါ ਈ ဖေဖမ်းနဲ့ဖမ်းခံပြီးတော့ပါ ਈ ဖေဒီမျိုးစုံလုတ်ခဲ့ပါ ਈ ဖေမြတ်စွာဘုရားဟောတယ်လို့ဒိဋ္ဌိမဖြုတ်ဒီခေါင်းက မီးလောင်နေရေမှာနှမ်းဆူးနေရတော့မနှုတ်ပွင့်နေဒိတ်တိအရင်ဖြုတ်ပါဆိုတော့တို့ဖြုတ်ပြီးသွားပြီဖေဖြုတ်ပြီးသွားပြီဆိုတော့အော်ဘာရေလို့တော့မယူဆမှာတို့တို့တိသွားပါပြီနည်းနည်းတိသွားပါပြီဖေအဲ့တော့ဒီခံစားရတဲ့ပုံမှာတို့တို့မယူတော့ပါဘူးဖေဒီအရမဝါရလို့ဦးတို့ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ထားတဲ့ဒီတရားတွေပေါ်မှာဓမ္မကြီးက၈ဆက်ဘယ်လောက်ထိလက်ဆက်တွဲသွားမလဲဦးတို့ဒီတရားတွေပေါ်မှာတပည့်တော်ကအလင်းကိုမြင်ပြီးသွားပြီဖြစ်တဲ့အတွက်အလင်းထဲမှာနေနေအောင်ထိဆက်ကြိုးစားမှာပါဖေဟင် လုံးဝအမောင်နေကင်းစင်သွားတဲ့အထိပေါ့နော်အမောင်ကင်းစင်သွားတဲ့အထိအမောင်နေကင်းစင်သွားတဲ့အထိပေါ့အဝိဇ္ဇာတွေစင်သွားတဲ့အထိဆက်ပြီးကျင့်ပါတော့နော်မှန်ပါဖြင့်ဟုတ်ပြီအဲ့တော့ဒီသာသနာမှာမတိသေးတဲ့နားမလည်သေးတဲ့လူတွေအခုလိုမျိုးဥရှင်တရားကိုနော်တဲ့အာရမလိုလူတွေအလုံးဝဝိုင်းပြောနေတဲ့အချိန်မှာအဲ့ပြောလာတဲ့လူတွေပေါ်မှာသူတို့တွေရောဓမ္မရဘာတွေပြောပြကြတယ်အဲ့လူတွေအလုံးအာတပည့်ကိုပြောချင်တာကတော့ဖေဟာဒီဒီစာပေပရိယတ်တီဆိုတာကဖေဟာဒီမြတ်စွာဘုရားကဒီ တို့တို့လည်းဘာမှမသိပါဘူးဖေဟာတို့တို့အကြောဘွားအနာဘွားဒါမဲ့တို့ကမွေးကြတဲ့အတိုင်းဒီတရားတွေအကြောင်းစာပေပြည့်ရဲ့နေနဲ့တော့မဟုတ်ပေမဲ့ဟိုအကုန်မွေးကြတဲ့အတိုင်းတိလာဟိုငားရင်နေပါပြီဖေဟာဒီတို့တို့မသိရဆက်တော့ဆိုတာလည်းမရှိတလောက်ရှိနေပါပြီဖေဟာအဲ့တော့တို့ပြောချင်တာကဒီစာပေပြည့်ရဲ့ဒီဆိုတာကတို့တို့ကတရားသာသနာရဲ့ပန်းနိုင်ရနိဗ္ဗာန်မှာဖေဟာမြတ်စွာဘုရားကလာနိဗ္ဗာန်ရောက်စေခြင်းတို့ဒီနိဗ္ဗာန်ကိုသွားတဲ့လမ်းလွဲနေမှာဆိုလို့ လမ်းလွဲနေမှာဆိုးလို့ဆိုတဲ့ဒီခိုင်ကြီးနေအောင်လို့ဒီပရိယတ်ဒီကိုထားခဲ့တယ်ပါဖေ။ဒါပေမဲ့သူအခုဟာကတို့တော့ကဘယ်လိုပြောရမလဲဆိုတော့ခီးတခုတို့တို့ရန်ကုန်သွားတယ်ရန်ကုန်ရန်ကုန်ကတို့တို့ပန်းနာမှာဖေ။ဒီပရိယတ်ဒီဆိုတာမြေပုံမှာဖေ။တို့တို့ကမြေပုံကြီးကိုအရှိဆွဲနေပြီးတော့ အာဒီမြေပုံတိုင်းမှာမဟုတ်ရင်မတော့အောင်ဆိုမဟုတ်ပါဘူးခင်ဗျာတို့ကရန်ကုန်ဘယ်နည်းအောင်ဆိုရောက်နိုင်ပါတယ်ဗျအဲ့ဒါကိုတပြည့်တော့ကတခြားဘက်ကဒီဟိုညာဘက်ကပဲဆင်းသွားတာပဲဖြစ်ဖြစ်အဲ့လိုသွားရင်ရောက်သွားလို့အာဒီလိုရောက်တယ်ဆိုရင်မဖြစ်နိုင်ဘူးဒီမြေပုံတိုင်းကမဟုတ်ဘူးဆိုပြီးတော့လူအတင်းကြီးဆွဲဆွဲနေရယူတော့မကောင်းပါဘူးခင်ဗျာတပြည့်တော့ပြီးတော့တပြည့်တော့တခြားတခြားသောလူတွေကိုပြောချင်တာကတပြည့်တော့ကတသန်တရားလုံးတစ်ခုလုံးမှာပေါ့နော်ဒီတရားကြီးကိုဒီမကြီးမတွက်နိုင်အောင် ဒုက္ခတွေခံခဲ့ပြီးရှာခဲ့ပြီးဖေဖေတို့လဲပြီးတော့ပါပြီဖေဟိုပြမပြရဲ့အတစင်းနဲ့လူပြရဲ့အတစင်းထိရာထိမှသာခက်ခဲလာတဲ့ခွင်းင်းနဲ့တို့လူဖြစ်လာရပါတယ်ဖေဖေအဲ့ဒီအချိန်မှာပေါ့ဒီတရားကိုမြတ်အရှင်ဘုရားကနိဗ္ဗာန်ကိုလုံးလုံးပို့ပေးမယ်လို့မပြောဘူးပါဖေဖေတော့တော့မဖြစ်စီရမှာဒါကနာမဖြစ်စင်မှာမပြောပါဘူးဖေဖေအဲ့လိုမပြောပါဘူးဒီဒါပေမဲ့ဒါကတေချာပေါ့နိဗ္ဗာန်ရောက်ဖို့အထောက်တန်လန်းတခုတော့ဖြစ်ကိုဖြစ်မှာပါဖေဖေအဲ့ဒါကို ဒီအခိတ်ပြောခဲ့တဲ့ဆိုရင်တောင်မှဘဲပေါ့နော်လူတွေအနေနဲ့ကဘဲသူကမှနိဗ္ဗာန်ကိုလိုက်ပို့ပေးမယ်လို့မပြောပါဘူးအဲ့တော့ပြောတဲ့နေရာကိုသွားပြီးရှားတင်ပါဖေ။ဘာလို့လဲဆိုတော့ဒီသူတို့တသက်နေရာလုံးရှားပြီးသွားပြီးပါဖေ။အဲ့တော့ဒုက္ခဒီနင်းနင်းရက်နင်းငယ်လောက်နိုင်နင်းငယ်လောက်လိလာလိုက်တာကဒီမခက်ခဲပါဘူးဖေ။အဲ့ဒီတော့ကျွန်မကိုကတကယ်ဟုတ်မဟုတ်ပြန်ပြီးတော့စဉ်းစားစီချင်ပါတယ်ပေါ့နော်။ကိုကတသက်နေရာလုံးရှားထားတဲ့ဟာကြီးကိုအလကားနေအလကားကြီးပေါ့ ဒီဘာမှမဟုတ်တဲ့စကားလေးတစ်ခွန်းနဲ့အချို့အချို့တော့လူတွေဆိုလို့ရှိရင်လည်း common အချို့နဲ့ပဲဒီလမ်းလွဲသွားတာယူရောဝမ်းနေပါပဲခင်ဗျာဟုတ်ကဲ့ဓမ္မရတရားအထုတ်တာဘယ်ရွေတဲ့စပြီးအထုတ်ခဲ့တာဓမ္မရကအင်းတိတက်စရွေလောက်ခရရတိုင်းတရားနဲ့ရှင်းနေခဲ့တာပါခင်ဗျာရွေရွေတိတက်စဆိုတာတိတက်စဆိုတာဓမ္မရနှစ်နှစ်သုံးနှစ်လောက်ခရရကတိုင်းနှစ်နှစ်သမီးခရရတိုင်းအဟိတုပစ္စည်းကိုအလို့ကျက်ခဲ့ရပြီးတော့ဒီ ၃နှစ်၅နှစ်လောက်ဆိုတော့ရုံနံကိုတော်တော်ကိုနားရည်နေပြီးတော့၆နှစ်၇နှစ်လောက်မှာတွေ့တော့တော်တာမဖြစ်ဘူးကိုရည်ရွယ်နေခဲ့တာပါခင်ဗျာ။ဩအဲ့လောက်ထိတရားကိုဒီတရားတွေကိုလိုက်လိုက်စားခဲ့တာအခုအသက်ဘယ်လောက်ရှိပါလဲဒီမှာကြီးကတွေ့တော့အသက်၁၆နှစ်ပါခင်ဗျာ။၁၆နှစ်ဖြစ်သွားပြီ။နှစ်နှစ်သမီးလောက်တည်းကဒီတူပစ္စည်းကိုလိုရအောင်ချက်လာခဲ့တာ။မှန်ပါခင်ဗျာ။ အဲ့တော့ဘာရွေချက်နဲ့ကျင့်တာလဲမကြီးကရွေချက်ကအဲ့ဒီတော့ကတော့တို့ကအဲ့တရားတွေကိုအဲ့အဲ့တော့ဆိုတော့ငရေမကြချင်ဘူးပါဗျာငရေမကြချင်ဘူးအဲ့တော့ဆိုရင်လုံးဝယဟန်းလာမဖြစ်ချင်ဘူးတော့တော်တော်ပဲတော်တော်ပဲဘောနက်ပြီမှာပဲနေချင်တယ်ဆိုဒါပေမဲ့အော်တို့ပြတော့ကအဲ့တော့ဆိုတို့ပြတော့နန်ကိုမတိပါဘူးခင်ဗျာရုပ်ဝေတနာနဲ့တင်လေခဲ့ရတာပေါ့ခင်ဗျာအာနောက်ပိုင်းနောက်ပိုင်းနန်နေတိလာလဲအဲ့နန်နဲ့တင်ဒီဗလပ်ချာလာရိုက်ပြီးတော့တို့ပြတော့ ဆိုရင်ဒီငါကိုပထမဆုံးတည့်ရဆိုဆိုအတဲ့တန်ငိုခဲ့ရပါတယ်ဗျာဒီငါကြောက်နေရုပ်ဘလောက်တည်တည်နံဘလောက်တည်တည်ငါမသိလို့ရှင်လဲနေဦးမှာမဆိုပြီးတော့တည်ငိုခဲ့ရပါတယ်ဗျာဟုတ်တယ်အဲ့တော့ဓမ္မကြီးကနှစ်နှစ်သမီးတည်းကနေစပြီးတော့ဒီဟိတုပစ္စည်းကိုလိုရအောင်ကြက်ခဲ့တယ်ဗောနော်မှန်ပါဗျာကြီးညင်းတဲ့ကျင်းရတဲ့ရွေချက်ကပါလေပြန်ပြောပြတော့အော်ကျင်းရတဲ့ရွေချက်ကတို့ခန္ဓာ၅ပါးရဲ့တဘာဝကိုတဘာဝတိုင်းသိစေခြင်းလို့ပါခင်ဗျာသိခြင်းလို့ကျင့်တာအဲ့လိုကျင့်တယ်ဗော ပထမရွေချက်ရှိပါလေငငယ်တွေကစကျင်တဲ့ရွေချက်ကပါလေတို့ကငရဲမကြခြင်းလို့ပါဖေငရဲမကြခြင်းလို့ဟုတ်ပြီအဲကြောင့်မို့ခုနှစ်ခုနှစ်နှစ်သမီးမှာတော်ရပန်တီးရမှာဆိုပြီးကျင့်တာဟုတ်ပါဖေဟာလာသူများအမေဒီမိဘတွေကကျင့်ခိုင်းလို့ ကျင်လာလားကို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 တိုင်းလိုချင်လို့ကျင်လာလားအာတပည့်တော်ရဲ့အဓိကထောက်ပံတို့ရအမေပေါ့ဗျာတပည့်တော်ကလေးဆိုလဲဘလို့လို့တရားလုတ်ချင်ပါလေခင်ဗျာတော့တပည့်တော်အမေကအတင်းရိုက်အဆွဲခေါ်အမျိုးလုံးဆွဲခေါ်ပြီးတော့ကျင်ခိုင်းတာပေါ့ခင်ဗျာတော့တပည့်တော်တော့တော့ပဲဝိသခါအကြောင်းကိုလဲတို့အများကြီးပြောပြရတယ်တို့ခုနှစ်နှစ်မှာတော့ဝိသခါကိုစံချင်းလိုက်ချုံမယ်ဆိုပြီးတော့လောင်တွေးခဲ့ပါလေခင်ဗျာဟောနှစ်နှစ်သမီးတဲကခုနှစ်နှစ်သမီးအရွယ်မှာတောရပံတရားဝိသခါလို့တောရပံတရားမှာဆိုတဲ့စိတ်နဲ့ကျင်ခဲ့တယ်ဟုတ်ပါပြီเนาะအဲ့တော့ ဘယ်အချိန်မှဓမ္မကြီးဆန္ဒပြခဲ့တာလဲအာတပည့်ရောအသက်73နှစ်74နှစ်လောက်မှာထင်ပါတယ်ဖေဟုတ်တယ်အဲ့ချိန်မှာတပည့်ရောငါကိုသိခဲ့တာပါဖေဘယ်လိုမှဘယ်လိုဘယ်တရားတွေကျင့်လို့သိတာတော့ငါရှာကမ္မထမ်းကြောင့်တူပါဦးဇင်းရဲ့ဒီကဦးဇင်းရဲ့စတွေ့မှာအဲ့ရောဓမ္မကြီးရဲ့လူကျင်တဲ့ဆန္ဒတွေပြည့်သွားတာအဲ့တော့ဆိုတပည့်ရောရှင်ပြောက်ကိုတော်တော်သိနေပါဖေဒါပေမဲ့အဲ့ဒါတော့မှမကျင့်ဘူးပေါ့နော်တခါမှမရှာခဲ့ဘူးပေါ့ဒါပေမဲ့ဟိုအကြောင်းထောက်ပံ送သွားတဲ့အတွက်ပထမဆုံးရှာတဲ့အချိန်မှာပဲပထမဆုံးတမ်းပြီးတော့တွေ့ပြီးတော့ ခိုင်ခိုင်ငိုခဲ့ပါတယ်ဖေ။ဟောဥစဉ်ဒီတရားတွေတီးသွားတော့ဓမ္မကြီးအခိုင်ခိုင်ငိုခဲ့သေးရပါ့။ဟုတ်ပါဗျာ။အဓိကဒီတရားတွေကဘသူကြောင့်တီးစပြီးဥစဉ်တရားတွေရင်းနှီးခဲ့တာလဲ။ဒါပေမဲ့အမေကြောင့်ပါဗျာ။အမေကမိတ်ဆက်ပေးတာပါနော်။ဟုတ်ပါဗျာ။ဟောဟော။အမေကဆရာတော့ဆရာကြီးပဲဒါနောက်ဆုံးဖြစ်နေ။ဆရာတော့ဆရာကြီးဒါနောက်ဆုံးဖြစ်နေ။ဟာလား။အဲမိသားစုလိုက်နော်ဒီတရားတွေကျင့်တဲ့ပုံမှာဓမ္မတို့အိမ်မှာကို့အတွက်ဘာတွေကြိုးရှိလဲမိသားစုလူ၄ယောက်လုံးကျင့်တယ်ဘောနော်ခုနကဓမ္မကြီးညီမလေးလည်းပါတယ် ်မိသားစု၄ယောက်လုံးဦးစင်းရတရားတွေကျင့်တော့ဓမ္မိုက်တို့မိသားစုတစုလုံးအတွက်ဘာကျိုးရှိလို့တော့အာဓမ္မိုက်တို့မိသားစုကအမှန်ဟိုဝစ်ကျွေးဆိုက်ရတဲ့မိသားစုလို့ပဲပြောရမှာမဟုတ်ဖြစ်အောင်စားကြရများပြီဆိုလို့ရှိရင်များပြီတော့ငါ့ပြီဆိုလဲလုံးလုံးငတ်တဲ့အမျိုးသားဆိုတော့ဒုက္ခအရင်ဟိုပြည်စုံဝင်မဲ့ဒုက္ခရောက်တဲ့မိသားစုပုံစံမျိုးဖြစ်နေရပါဘူး။အဲ့တော့တို့ကလည်းအားလုံးကလည်းဒီ ဟိုဂျိုဘရှိရဂျိုကဂျိုတော့မလားတို့မျိုးဗီဇရှိရတယ်တယောက်မှမကောင်းပါဘူးခင်ဗျာအဲ့တော့တို့မှာကအများနဲ့ပြဿနာနဲ့ပြည်နေပါတယ်ခင်ဗျာတို့အိမ်ကဒီကိုယ်ကကိုပိုင်အတ္တကြီးနေပြည်နေကြပါခင်ဗျာတို့တော့အဲ့လိုတရားတည်သွားကြတဲ့အချိန်မှာတို့ပြောနေတို့ညီမလေးကမတည့်ပါဘူးခင်ဗျာမတည့်ပေမဲ့ဒီဟိုနောက်ပိုင်းကျရန်ဖြစ်နေအောင်ပါပဲကိုတော့အနေအနေတော့နေရှုနော်လည်းဖြစ်ကုန်ကြပါရဲ့ဗျာကိုတရားကိုကိုကိုရှုပေါ့အဲ့လိုဖြစ်သွားကြပါပြီဗျာဒါပေမဲ့မိဘကြီးဆိုလို့ရှင်လဲ ။ဘာကျန်တဲ့အကြောင်းနဲ့မှရံမသက်ဖက်နဲ့တရားနဲ့ပဲငါလည်းငါတရားငါတင်းနေအဲ့လိုမျိုးဖြစ်ကုန်ကြပါပဲ။အဲ့လိုဖြစ်အောင်။အဲကိုကိုကကိုရှူကြအဲ့လိုဖြစ်ကုန်ကြပါပဲဖေ။အရင်ကဘလို့ကွာချားသွားလဲအများကြီး။ဒီလိုကနေခုနဲ့။အရင်ကဆိုရင်တော့နေလို့မဖြစ်ပါဘူးဖေ။အရင်ကိုပြေးတီးပြေးနေနေ။ကျန်တဲ့ရန်သူတွေမကြောက်ကိုမိသားစုရန်သူတွေကြောက်။ကိုမိသားစုနဲ့တင်ကိုပဲဟိုအိမ်မှာကိုမနေချင်တာပါဖေ။ဩအဲ့လိုတော့ပါ။ဖေ။အတွင်းမီးကိုတော့တော်ငင်းရတာပဲနော်။နောက်ပိုင်းအခုတော့ ဒီအင်းကဟိုသူသူဘယ်လိုကိုယ့်အတွက်ရန်သူမဟုတ်တော့ဘယ်နဲ့အင်းကဆိုအင်းကကိုယ့်အတွက်ဟိုရန်သူဖြစ်ပြီးအပြင်မှာတပည့်တော်နေရတာတာယာနေတော့အခုကအင်းကတပည့်တော်အိမ်ဖြစ်သွားပါရဲ့ခင်ဗျဟိုအရင်နှဲ့ရွတ်သွားတာနဲ့တိတ်တက်တို့လာတော့အင်းအင်းကအိမ်ဖြစ်သွားပြီးအပြင်အပြင်ဖြစ်သွားတာဟောအင်းကအိမ်ဖြစ်သွားအပြင်အပြင်ပြင်ဖြစ်သွားတာနော်ဟုတ်ပါပြီအဲ့တော့ဒီတရားပေါ်မှာဓမ္မကြီးကအခုနဆက်ပြီးတော့ကြင့်မယ်ဆိုရင်နော်ဒီတရားတွေဆက်ပြီးတော့အားထုတ်မယ်ဆိုရင်တော့ဟိုဘက်မှာဓမ္မကြီးကို ဝင်းနီးစရာကဒီတားတွေအာမထုတ်နဲ့အထုတ်တဲ့လူတွေအေးအေးယူမယ်အထုတ်တဲ့လူတွေကိုပြဿနာရှာပြီးတော့ဓမ္မကြီးကိုနော်အရိယာမန္တန်ရဲ့တော်တရားတွေကိုစက်ကျင်ဓမ္မကြီးကိုတတ်မယ်နော်ဒီတရားတွေကိုမကျင့်လို့ရှိရင်ဆုလက်တွေချီးမြှင့်မယ်ဓမ္မကြီးကိုဆုလက်တွေချီးမြှင့်မယ်ဆိုရင်ဓမ္မကြီးဘယ်ဟာကိုယူမလဲအမနိုင်ပြောမှာဆိုတပြည့်တော်ကခိုင်းကြည့်တော့စိတ်ခိုင်းကြည့်တော့နှလုံးသားမရှိပါဘူးခင်ဗျာတပြည့်တော်ကအမြဲတမ်းနေပြရရင်တတ်တဲ့အချင်းရှိပါခင်ဗျာဒါမဲ့ အကိမ်းမှာတပိတော့အဲ့လိုရွေးလာခဲ့လို့ရှိရင်တပိတော့အကျိုးများတဲ့ဟာကိုရွေးမှာပါဗျာတပိတော့တေချင်းအတွက်အကျိုးများလို့ရှိရင်တေချင်းအတွက်အကျိုးများလို့ရှိရင်တေချင်းကိုရွေးပါမယ်ဗျာတေချင်းကိုအကျိုးမများလို့ရှိရင်တပိတော့တော့မှတပိတော့အမေကိုပြောပါသေးတယ်တပိတော့အမေကပေါ့နော်သူ့ကိုတတ်မယ်တခြားအဲ့လိုဒီဘာသာကို တရားဖះဖះမို့တရားတရားမို့တန်ငါတန်ငါမို့ဘူးပြောတခြားခိုင်းဟိုတခြားဘာလာလဲဝင်ဆိုပြီးပြောဆိုပြောတော့သူတို့မေကအာအဲ့တော့အတရားအရန်တီတပြတော့ role model ပေါ့ဗျာအဲ့တော့မင်းမေကဘာပြောလဲဆိုသူတို့ထင်လိုက်တာအာတတ်တတ်ဆိုသွားမယ်ဆိုနေထင်လိုက်တာ तू ကဘာပြောလဲဆိုတော့ ခိုင်းမယ်ပေါ့ဝင်လိုက်မယ်တဲ့အဲ့ခိုင်းနေသူကလူလူကလူသားဟိုကလို့ချုပ်ထိန်မရမယ်စိတ်ထဲကနှလုံးသားဓမ္မအူတော့ချုပ်ထိန်လို့မရပါဘူးခင်ဗျအဲ့တော့တပြို့တော့လဲတေချင်းတွေအကျိုးများတော့တေလိုက်ပါဘူးခင်ဗျတေချင်းတွေအကျိုးမများဘူးတပြို့တော့အနေနဲ့ဒီပတ်စံရမယ်ဆိုတော့ပတ်စံနဲ့တစ်ဖက်တစ်လက်အနေသားနောက်ပြန်ပြုတ်လို့ရပါတယ်ခင်ဗျအဲ့တော့ဓမ္မကတော့ဓမ္မကနှလုံးသားထဲမှာအမြင့်ရှိမှာပါခင်ဗျဟုတ်ရေတော့အမေကအိုးမအိုးမတယ်ဟုတ်ဟာအိုးမတယ်ဟလား အရိုးမော်တယ်ရိုးမော်တယ်အော်ရိုးမော်တယ်ရိုးမော်တယ်သူဆရာသခင်ပေါ့ဆရာသခင်ပေါ့သူကအဲ့လိုတရားတူလည်းလုံးဝရရတောက်ပေါ့နော်အရင်တော့ဒါပဲနဲ့ခုနအတမိုင်းမိကုန်းနဲ့ပြန်ပြောပါဦးအဲ့လိုဘလို့မိလိုက်လို့သူကဘယ်ရောက်ရွေးမှာအော်ပေါ့ဒါပေမဲ့အမေကိုအာနင်းဖခင်ဖခင်မဟုတ်ဘူးတရားတရားမဟုတ်တန်ခါတန်ခါမဟုတ်ဘူးလို့ပြောပြီးတော့တခြားဘာသာနဲ့ဝင်ရမယ်အဲ့လိုမဟုတ်ရင်တတ်ပြင်မယ်လို့ဆိုပြီးတော့ပြောမှဆိုဘာလုပ်မှလဲလို့မေးရပါဖခင်သူကမေးရတော့ဒါပေမဲ့ ကာလာမသိဘူးဒီလိုအကြောင်းနေဆုံးပြီးမင်းမိသွားတာပါဟုတ်တယ်မရတော့အမေကိုပြန်တရားပြန်စစ်ကြည့်တာပေါ့ဟုတ်လားအမေကရိုးမယ်တော့ဆိုတော့မှန်ပါဗျာအဲ့တော့မင်းတော့အမေကဘယ်လိုပြောလဲအာ तू อ่ะပေါ့နော်အဲ့လိုဆိုတော့ဝင်လိုက်တပည့်တော့ထင်လိုက်တာကတော့အော်ဘလိုနေနေပေါ့တတ်တတ်ဆိုပြီးတော့ဒီမှာပဲနေမှထင်တာမဟုတ်ဘူး तू อ่ะဘာအဲ့ဘာတရားတဲ့ဝင်လိုက်မယ်တဲ့ ဝင်လိုက်မယ်ပြီးတော့ဖခင်ပြောင်းမတရားမတရားမပြောနိုင်နဲ့တဲ့ဒါမှမဟုတ်အဲ့ဒါဓမ္မဓမ္မစိတ်ထဲမှာပါတယ်ဓမ္မဓမ္မပဲမလို့သူတို့ယင်ထဲမှာရှိဓမ္မကိုတားလို့မရဘူးလေအဲ့တော့ကိုယ့်ကိုယ်ဆက်ပြီးကျင့်နေလိုက်လို့ပြောရတယ်ပြင်တားလို့မင်းလေးပေါ့တားလို့မျိုးရှောင်းနေပါလားဟုတ်ပါဗျာဟုတ်ပါနော်အဲ့တော့ဒီတရားတွေအပေါ်မှာဥစဉ်ပေါ်မှာဒီလိုမျိုးအာရမလို့ပြောတော့ဓမ္မရဥစဉ်ပေါ်မှာအကြီးညိုတွေပြတ်မသွားဘူးလားအဲတပိတော့ကရှင်းမသေးဘူးလားအာရမပြတ်သွားတော့ အဲတပည့်တော်ဗီဇနဲ့ဇယိုက်ပုံမှာကိုရန်းနဲ့ဗီဇဆိုးဇယိုက်ဆိုးဖြစ်တဲ့အတွက်ဟိုအကျိုးတပည့်တော်အကျိုးအကြောင်းနေရာလည်းမကောင်းတဲ့အတွက်အကျိုးမကောင်းပါဘူးခင်ဗျအဲ့ဒါကိုကိုရန်းလည်းမြင်တော့သူတပားကလည်းကောင်းကောင်းမြင်နိုင်ပါတယ်ခင်ဗျဒီဒီလူတွေကပေါ့နော်ဘိုးပေါ့ဒီဒီအရိယာတွေဆိုလို့ရှင်ဟိုတော်တော်များဆိုတီလာရှိမှလူဆိုတာကကိုရန်းတာတီလာမရှိဘူးသူများတီလာရှိမှကြိုက်တာပါခင်ဗျအဲ့တော့ ကိုယ်တိုင်လည်းတီလာရှိမှာမဟုတ်ကြက်ကြက်တတိထားသူများတွေလည်းတီလာရှိနေမှာပေါ့နော်အဲ့လိုမျိုးတွေ့တာပေါ့ဖေ။အဲ့တော့ဟိုကိုသူတို့ကလည်းတီလာကဓမ္မမဟုတ်မှန်းသဘောပေါက်သွားတယ်ဖေ။အဲ့တော့ဓမ္မဓမ္မတီလာတီလာဖြစ်သွားတာပေါ့ဖေ။ဟုတ်ပါပြီပေါ့။အဲ့တော့တီလာဥပယ်မှာလားဓမ္မဥပယ်မှာလား။အော်တီလာဟို ပဲမှာမဟုတ်ဘူးဗျာပဲတီလာကလည်းတီလာအကြောင်းတီလာအကျိုးပါဗျာတီလာမကောင်းရင်တီလာအကျိုးခံရမှာဒါပေမဲ့ဓမ္မကလည်းဓမ္မအကြောင်းဓမ္မအကျိုးပါဗျာဓမ္မလို့ရင်ဓမ္မရအောင်ပါပဲဖေဟာဒီဓမ္မလို့ပြီးတီလာမလို့လို့ရှင်လဲဒီဓမ္မရင်ထဲမှာကိတ်နေမယ်ဒီလောကီရပတ်မှာဆိုတော့ဒုက္ခတွေခံရမှာပါပဲဖေဟာအဲ့တော့ဒါပေမဲ့ကိုယ်ကရေစိတ်ထဲမှာခိုင်းကြည့်သွားတဲ့အချိန်မှာဒုက္ခတွေလည်းဒုက္ခသဘောဒုက္ခဖြစ်သွားမှာပါဖေဟာအဲ့တော့ တကယ်လို့ကြုံလာလို့သီလနဲ့ဓမ္မနဲ့ဘယ်ဟာအဲ့တခုပဲ့ဆိုဘယ်ဟာပဲ့မလဲဒါပေမဲ့တို့တတဏျာလုံးသီလဆောင်ထင်းခဲ့ပြီလို့အောက်တဏျာထက်တဏျာလဲပြီးတော့ပါပြီဖေ။အော်အဲ့တော့တို့ရောလွတ်ရဓမ္မကိုပဲယူမှာပါဖေ။ဟုတ်ဟုတ်ပြီဘယ်ဟာပဲ့လို့ရလို့လဲအာဘယ်ဟာမှပဲ့လို့ဖေ။လို့မရဘူးနော်ဒါဥကြီးကမေးခဲ့တာပေါ့နော်ဟုတ်ပါပြီရပါအားလုံးတာလို့ခေါ်ပါဦးနော်တာတူတာတူတာ